မြန်မာစံထိုင်းပြည်ကြီးဘူမိဘောအတွက်ရည်စူးပြီးရွှေပြောင်းမြန်မာတချို့ကအောက်တိုဘာလ22ရက်နေ့မှာစတင်ပြီးထိုင်းချက်ချင်းဤအသင်းတွေမှာသွားရောက်သွေးလှူဒန်းနေကြပါတယ်ဒီသတင်းကိုတော့ဒေါခင်ယူပါတင်ဆက်ထားပါတယ်ရှင်ဘန်ကောက်ချင်မိုင်ဖူကက်ပတရားစောင့်ရမျိုးတွေမှာလူလုကန်နေတဲ့မြန်မာရွှေပြောင်းအလုပ်သမားတချို့ကနှံ့ရွာဆန်းထိုင်းပြည်မင်းမြတ်အတွက်ရည်စူးပြီးသွေးလူဒန်းနေကြတာဖြစ်ပါတယ်။အော်တိုဘာလ22ရက်နေ့ကပျောက်40လောက်စတင်လူဒန်းခဲ့ကြပြီးနောက်ထပ်လည်းလာရောက်လူဒန်းခြင်းသူတွေ ထိုင်းချက်ချင်းဒီအသင်းဌာနတွေကိုသွားရောက်လူတန်းလို့ရတယ်လို့ဦးဆောင်သူကပြောပါရယ်။ဒီရှေ့ပြောင်းလို့တမားတွေ accident တွေဖြစ်တယ်။အဲဒီလို accident တွေဖြစ်တဲ့အခါမှာအဲဆေးဘူးဝါကမတတ်နိုင်တဲ့လူတွေအတွက်ဒီဘရင်ဆေးရုံကနေပြီးတော့မှအထူးသဖြင့်အဲသူတို့ဒီယုံငန်းတခန့်ရှိရအဲယုံငန်းမှာသွားပြီးတော့မှအဲပေချာညိနိုင်ဆွေးနွေးမှာဆိုလို့ရှိရင်မှာဆိုလို့ရှိရင်နှစ်တန်းလာတဲ့ ဘန်ဝင်နဲ့တန်းလာတဲ့ဈေးကိုကျွန်တော်တို့တပေါင်းနဲ့ဒီလိုခက်ခဲရှိတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တင်ပြပြီးတော့မှကျွန်တော်တို့သူတို့ကနေပြီးတော့မှ short ဈေး short ပေးတာပေါ့နော်လူသားချင်းစာနာတဲ့အနေနဲ့သူတို့ short ပေးတယ်မှကျွန်တော်တို့ဟိုကျွန်တော်တို့တောင်းဆိုချက်ကိုသူတို့လက်ခံခဲ့တယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့လည်းဒီနိုင်တဲ့အပိုင်းလေးကိုကျွန်တော်တို့တွားရောက်ပြည်ပြည်ဖြစ်ပါတယ်ထိုင်းချက်ချင်းတွေအဖွဲ့ဟာထိုင်းနိုင်ငံအတွင်းကအခြေခံလူဒန်းစားတွေ များသောအားဖြင့်ရွှေပြောင်းမြမအလို့သမားတွေအာထာကုတနေရတဲ့ထိုင်းပြည်စေယုံတွေကိုလိုအပ်တဲ့သွေးတွေကူညီပံ့ပိုးနေရလည်းဖြစ်ပါတယ်။ထိုင်းပြည်တိစောက်ပေးထားတဲ့စေယုံတွေဟာအလို့သမားတွေရဲ့ကြမ္မာရေးအတွက်မိခိုအားထားရနေရဖြစ်နေတဲ့အတွက်ထိုင်းပြည်ဘူမိဘောကိုကျေးဇူးအထူးတင်သလိုခုလိုနိုင်ရဆန်သွားတဲ့အတွက်ထိုင်းနိုင်ငံသားတွေလိုပဲထတ်တူဝမ်းနည်းမိတယ်လို့လာရောက်သွေးလူတန်းတဲ့ရွှေပြောင်းမြမအလို့သမားတဦးကပြောပါတယ်။အခုပြည်မရှိတဲ့101နေတာပေါ့ဒါပေမဲ့အခုဒီပြည်ရဲ့အတွက်မြန်မာပြည်သားတွေ ပြင်းအတွက်ဆိုဒီမှာဥရချပြီးသွေးလူပေးတယ်ဆိုတော့ပို့ပြီးတော့ကောင်းတော့ဘောနောကောင်းတဲ့အစီအစဉ်တစ်ခုပါပြင်းနေရဆန်သားတဲ့အတွက်ဝန်းနေစာနဲ့ပဲလာရလူတန်းချင်းဖြစ်ပါတယ်မရှိဒုက္ခရောက်သူတွေကိုခုနေခုနေစေဖို့အတွက်လာရလူတန်းချင်းဖြစ်ပါတယ်ထိုင်နိုင်ငံတွင်ရှင်ပြောင်းမြန်မာလူသမားတန်းနဲ့ချီရှိပြီးအရင်ကလည်းထိုင်းပြည်ကြီးမူနေတွေမှာဘောလုံးပွဲအားကစားပွဲရှင်ပြိုင်နာနဲ့သွေးလူရနာတွေပြုလုပ်ခဲ့ကြပါဗျ။ထိုင်းပြည်ကြီးဘူမိဘောဟာအသက်88နှစ်ထီနန်နန်သက်80အကြာ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကနှစ်ရာဆန်းခဲ့တာဖြစ်ပါတယ်။ကျွန်မခင်ပါပါရှင်။